မ်းပြောပါတယ်ပြောပြတာပြောတယ်ဟုတ်တယ်စိတ်ချမ်းသာပြီသူသူစိတ်ကလေးအဲ့လိုပဲ။ဘာမှမစားညမထိပ်ပြတာကအကုန်တငယ်ကြီးကိုကျွေးတာ။တငယ်ကြီးကိုချစ်ဆုံး။တကယ်ပြောတာ။တို့ဒီလိုမျိုးပြောင်းနေရင်လည်းဆိုရင်မင်းတို့ရင်ထဲမှာတို့ခံစားချက်ခံစားချက်ရှိတယ်။ငလေလောက်တဲ့ခါကျဖဖွားဖဖွားပြီးဖို့အကြောင်းမှာပက်ကန်ဆေးတွေလက်ဆေးတွေလို့ပဲပြောရပါဘော။လက်ဆေးတွေအခါကျတော့ အာဖဖကအပါကလေးလို့ကြဖဖကဟာချက်တပိစီလာဖို့ဟာခြိလဲလှက်လိုက်တာဟာချက်လွဲပြီးဟိုပြုတ်ကျသွားတယ်အဲပလက်လန်သွားတဲ့ချိန်မှာဖဖကအပါကလေးလို့တဲ့ခါကျခေါင်းကဟိုလေဟိုအောက်နေရနဲ့ဆောက်သွားတဲ့ခါကျတော့ဟိုလေအလူဘူးဒီအကလေးဆိုတာပြီးတော့ဖဖရဲ့ပေးပါပေါ့ရေခဲတစ်တာရဲ့ပကန်းစေးတွေအကုန်လုံးကျကျရယ်ပေါ့တော့အဲ့ခါကျတော့ အဲ့ခါကျတော့ဖဖကအလုပ်ကလေးတွေညိသွားကြဖဖသမီးကသွားပြီးတော့ထူပေးလိုက်တယ်ဘုကေကလေးမလိုက်မှာတော့ဖဖမပိုင်သမီးမလိုက်ဘူးတဲ့ကိုခလေးတယောက်ရိုင်းခလေးအရင်ဆင်းတော့ဖဖဆွဲထုတ်ပေးမယ်ဆိုရရရတယ်ဖဖမတူတူဆင်းမှာတဲ့ဖဖမပိုင်သမီးမဆင်းဆိုလာကေခေါ်တဲ့သူလည်းမခေါ်တော့ဘူးနဲ့ညံပြောပါတယ်ပြောပြတာပြောတယ်ဟုတ်ကဲ့စိတ်ချမ်းသာပြီသူသူစိတ်ကလေးအားလိုရယ်ဘာမှမစားညီမထိပ်ပြတာဟာအကုန်ငွေကြီးကို ်ဆဲပြောဘူးတို့ဒီလိုမျိုးပြောင်းနေရင်လည်းဆိုရင်မတို့ရင်ထဲမှာတို့ခံစားချက်ခံစားချက်ရှိတယ်ခလေးတွေမှာမိဘတွေကတတိရှိအောင်မငိုနဲ့တော့တောင်ပြောင်းမဟုတ်တော့ရင်ဆိုင်မှာတော့တို့အဲ့လိုမျိုးအားပေးမယ်တို့မိဘပြောတာတို့မငိုရဲတာမှမဟုတ်ဘူးခလေးမှာအဲ့လိုမျိုးလေဂျန်တဲ့ခလေးမှာဆိုလဲအခုဟုတ်တယ်အခုဖြစ်သွားမှကြောက်တယ် မမေကရုံမှာတမီးနဲ့မမီးနဲ့မတွေးတော့ဘလို့လုံးမှာတော့အဲအဲ့လိုမျိုးတွေပေါ့တို့ကတွေးတတ်နေပြီစဉ်းစားတတ်နေပြီလေဟုတ်တယ်ခါလေးအဲ့လိုဖြစ်တဲ့ခါကျလေဆရာမကတမီးကိုကယ်ထားပေးမေးတဲ့မမီးကရုံမှာတယ်မမီးတမီးစီလာလို့မြန်မမီးလည်းတမီးတို့အဲ့လိုတမီးကဘလို့လုံးရမှာလေတဲ့ဆရာမကလေးများကြီးကိုတမီးကိုချက်မှာလားပေါ့အဲ့အမလေးတမီးအားမငယ်နဲ့တမီးကတကယ်ကိုအရန်တော်တဲ့ခလေးလေးမှာကျန်မအနည်းကဒီလိုခလေးလေးတောင်လိုချင်တာတော့မိဘမှာမိဘမှာ မိဘမှာမိဘအဖော်တကယ်ကိုရတယ်တိလားနော်သမီးကတကယ်ကိုတော်တယ်မလီဟုတ်တယ်သမီးကအများကြီးကုသိုလ်ကောင်းမှုလုပ်ပေးလိုက်တာမလီလေတချိန်ကျရင်အန်တီတို့လည်းပြန်ဆောင်ရှောက်အောင်နော်မလီချက်လိုက်တာပြန်အောင်ကျွန်တော်ပြောပြတတ်ပါဘူးပြောလိုက်ပါသမီးကပြောလိုက်ပါဟောသမီးကဟိုတော့အဲ့လိုအဲ့ဒီရောထားထွက်သွားရဲ့ထားထွက်ပြန်သမီးလမ်းလျှောက်တဲ့အချိန်မှာကလေးကလှုပ်တယ်ပေါ့နော်ငလေးလှုပ်တဲ့ခါကျဖဖွားဖဖွားကဘီးဖို့ကြောင်မှာပကန်းဆေးတယ် အဲ့ဒါလက်ဆေးတွေလို့ပဲပြောရပါဘောလက်ဆေးတဲ့အခါကျပါတော့အာဖဖွားအဲ့ပါကလေးလို့ကျဖဖွားဟာချက်သမီးစီလာဖို့ဟာခြိလန်းလှက်လိုက်တာဟာချက်လွယ်ပြီးပျောက်ကျသွားတယ်အပလက်လက်သွားရဲ့အချိန်မှာဖဖွားအဲ့ပါကလေးလို့တဲ့ခါကျခေါင်းကဟိုလေဟိုအောင်မြန်နဲ့စောက်သွားတဲ့ခါကျတော့ဟိုလေအာလူပူတီအကလေးဆိုတာပြီးတော့ဖဖွားရဲ့ပေးပါဘောဂျီကဲတက်တာရဲ့ပကန်စီတွေအကုန်လုံးကျကျရဲ့ဘောတော့အဲ့ခါကျတော့ ဲ့ခါကျတော့ဖဖကအလုပ်ကလေးတွေညိသွားကြဖဖသပြီးသွားပြီးတော့ထူပေးလိုက်တယ်အဲပြီးတော့ပါလေလမ်းပိတ်ပိတ်နေရေခဲတက်တာတွေအဝတ်လျှော်ဇက်တွေဗီဒီယိုတွေတပီးတို့ရှင်းပြီးတော့ထွက်လာကြရဲ့အဲ့ဒီရှင်းနေတာပေါ့ဟုတ်ဖဖလည်းဝိုင်းပါပြီရေနန်းနေကတော့ပြောတတ်နေတယ်တော်တော်ခံစားရကြောက်လိုက်တယ်လေဖခင်ဆရာကြီးတို့အမြဖခင်ကြီးကြားတဲ့ခါကျတော့သူမျိုးအဲ့ချိန်မှာမကြောက်ဘူးလား အမ်ကြောက်တယ်ကြောက်တယ်ကွာကြောက်ရရှိလားအကူကြီးပဲပါအောင်ကြောက်ရရှိလားကူကြီးပေါင်းကြောက်ကြောက်ရရှိလားကူကြီးပဲပါတမီတမီလို့ဖတ်မှာတက်တိရှိမှာညင်ညင်တက်တိရှိသွားမယ်ပေါ့နော်ဟုတ်တော့မပြောတဲ့အဲ့လိုမျိုးပုံမှန်မှာရှိတဲ့အမှန်ကမကြားတိုင်းလေဒါပေါ့ကြိုးစားကြတာနဲ့သူရုံးတိုင်းရှိနေကြတော့အဲ့လိုမျိုးစူးစမ်းရမယ်ဆိုရင်အသိဉာဏ်ရှိကြကိုကနော် ဒါတော်တော်တော်တယ်ဘာဖြစ်ဖြစ်ကလေးတွေကကြောက်သွားတာလေ bright ဖြစ်တယ်ဆိုတော့မှအခုကကလေးတွေမလိုက်မှာတော့ပေါ့ပေါ့မပိုင်တမိမလိုက်ဘူးတဲ့အခုကလေးတယောက်ရရင်ကလေးအရင်ဆင်းတော့ပေါ့ပေါ့ဆွဲထုတ်ပေးမယ်ဆိုရှာရရတယ်ပေါ့ပေါ့မတူတူဆင်းမှာတော့ပေါ့ပေါ့မပိုင်တမိမဆင်းဘူးဆိုလာကေခေါ်တဲ့တော့လည်းမခေါ်တော့ဘူးနဲ့ပြီးတော့ညီမလည်းကြောက်လာတော့အမောပြေသွားသူများတိုက်မှာပြီလို့စောင်းသွားလို့ညီကြီးလိုက်တစ်ထပ်လို့မြုပ်သွားတယ်ဆိုညီမစိတ်ပူသွားတာလေဒီလေကားနှစ်ခုကဖောက်သွားအင်္ဂလိပ်ကြောက်သွားပြီဆိုတော့ပေါ့ပေါ့ဘလို့မဆင်းနိုင်မှာပေါ့ပေါင်ရင်းမှာအမေကကြိုးထားတယ်ပေါ့လေလေးနဲ့နှစ်ခါဖြတ်ထားတယ်ဆိုတော့ သုံးလို့ဆင်းလိုက်တော့တက်ပေါ်တယ်အဖကခေါင်းပါတယ်သူသမီးလာမှပဲဆင်းမယ်ဆိုပြီးတော့အော်ကဲမဆင်းမဆင်းသူသမီးကလည်းဖပပလက်လန်နဲ့ချက်ဖပမထနိုင်ဘူးလေအဲကြောင့်မို့လို့ကလေးကလည်းအဖကရေတယောက်တယောက်ရမှာသတိရပါ